စိုးမိုးကတငယ်ချင်းလူပြိုညပါတီအတွက်ဟိုတယ်မှာလာတဲပါတယ်အခန်းပြန်အရင်ဝန်တန်းနဲ့စကားများနေတာပါသူကတော့အာကစားပွဲမှာခေါင်းနဲ့ပန်းကိုမလိမ့်တစ်ပတ်လှုပ်ခဲ့တဲ့ဒန်လူကြီးမိုးမြင့်ဖြစ်ပြီးအဲ့ဒီပွဲကိုလောင်းထားတဲ့လူတွေကသူ့ကိုအမုန့်ချိန်ချင်နေကြပါတယ်သူတို့ကတော့ဟိုတယ်မှာဂွင်လာဖန်းနဲ့အောင်တိုးတို့ညီကိုဖြစ်ပြီးဂွင်စင်နေတုံးမှာပဲသူတို့ဂွင်နဲ့တခြားတယောက်ဝင်သွားလို့စိတ်ညစ်နေပါတယ်အချိန်နေကြမွေးကလေးကစွန့်ပစ်လိုက်ရတဲ့သမီးလေးနဲ့အခုမှပြန်ဆောင်ရတဲ့မိဖြူတို့တားမိလေဟိုတယ်ကိုရောက်နေကြပါတယ် သူကတော့မိသားစုနဲ့အပန်းဖြေခရီးထွက်လာတဲ့ကိုတုတ်ပါမိမနဲ့ကလေးတွေကိုဟိုတယ်ကမ်းမှာထားပြီးကာစီနိုရုံကိုဥတီလာခဲ့ပါတယ်မိဖြူတို့တားမိကကာစီနိုရုံမှာအတူကစားရနေပတ်စံနဲ့တူခမ်းမစီလာခဲ့ပါဆိုတဲ့အကြွေစီလေးပါပါလာခဲ့ပါတယ်မိဖြူတို့လိုပဲစုံမမုံမြင့်အောင်တိုးတို့ညီအကိုနဲ့ကိုတုတ်ပါဒီဖေးချားလွာကိုရလာလို့ခမ်းမစီရောက်လာပါတယ်နောက်ဆုံးမှခမ်းမကိုရောက်လာသူကမင်းနိုင်ပါမကြခင်မှာပဲကာစီနိုယုံပိုင်ရှင်တထေးကြီးရောက်လာပြီးဒီလိုရီအောင်ပြိုင်ပွဲမှာပါဖို့ရွေးချယ်ခံရတဲ့အကြောင်းရှင်းပြပါတယ်။ Silver City ရဲ့ယထာဘူတာက လောက်ကထဲမှာဒေါ်လာနှစ်တန်းထည့်ထားပြီးသူတို့တွေကိုတော့သုံးချောင်းပေးပါတယ်အရင်ရောက်တဲ့လူကဒီပက်ဆန်တွေအကုန်လုံးကိုရမယ်ဆိုတာပြောလိုက်ပေးမယ်ဘသူကမှမယုံကြပါဘူးဒါမဖြစ်နိုင်ဘူးဆိုပြီးအိမ်ပြန်ဖို့လှုပ်ကြပေးမယ်လောဘကလည်းရှိတော့ဓာတ်လေကားတော့မဆောင်ပဲလေကားကနေစင်ပြေကြပါတယ်သူတို့အုပ်စုကိုတော့တထေးတွေက CCTV ကနေကြည့်ပြီးဘသူဒေါ်လာနှစ်တန်းရသွားမလဲလောင်းကြပါတယ်မင်းနဲ့အောက်ထပ်ကိုအရင်ဆုံးရောက်သွားပေမယ့်လမ်းသွားရေးနဲ့အိပ်ပျော်သွားလို့ကျန်တဲ့လူတွေကြော်တက်တာခံရပါတယ်။အကုန်လုံး၄သိန်းရောက်လာပေမယ့်စိုးမိုးကတော့စိတ်မဝင်စားဘူးဆိုပြီးတော့ကိုတော့အမိုက်ပုံးနဲ့ပြစ်လိုက်ပါတယ်။ မိုးမြင့်နဲ့ကိုတုတ်တို့ကလေရင်လက်မှတ်ဖြတ်ပြီးမိဖြူကကိုပိုင်လေရင်နဲ့သွားဖို့လုပ်ပါတယ်။အောင်တို့ညီကိုလှဲ့ကြမှလက်မှတ်ကုံသွားလို့သူတို့မသွားရင်ဘသူမှမသွားရဘူးဆိုပြီးရေဒါကိုဖြတ်စည်းပါတယ်။လေရင်ခီးစင်နေအားလုံးရက်ဆိုင်သွားလို့အကုန်လုံးလဲကားနဲ့ခီးဆက်ဖို့လုပ်ကြပါတယ်။စူမိုလေစိတ်မှတွေ့ခဲ့တဲ့ကောင်မလေးကရဟန်ရင်မောင်းတယ်ဆိုလို့လမ်းကြုံလိုက်ဖို့စဉ်းစားမိပြီးအမိုက်ပုံးထဲကတော့ကိုခေါင်းဆိုင်ရှာရပါတော့တယ်။ကိုတုတ်တို့မိသားစုကားနဲ့ဆက်လာနေတော့တမိကအင်းအင်းပါချင်နေဆိုပြီးကြီးကြတယ်။ကားရရင်လဲသူများတွေပတ်ဆက်ရသွားမှာဆိုလို့ မီးကိုပတင်းပေါက်ကနေပဲဖင်ထုတ်ပြီးကိစ္စရှင်းခိုင်းလိုက်ပါတယ်ဒီအချိန်မှာအားလုံးရှိမှဦးဆောင်နေတာကစိုးမိုးပါမိုးမြင့်ကညင်ပတ်တဲ့ဒိုင်လူကြီးမှန်းတိတဲ့ကားဆရာကကန္နာယာထဲမှာအဝတ်ချုပ်ပြီးချခဲ့ပါတယ်မိဖြူတို့ရှင်းရောင်းတဲ့မျိုးသမီးကိုတွေ့လို့လမ်းမေးတဲ့ခါမှာအမျိုးသမီးကမဖြေပဲရှင်းနေကြည့်အတင်းဝယ်ခိုင်းပါတယ်နောက်ဆုံးမဝယ်ပေမဲ့လေစေတနာရှိလို့မြေဘဲတွေပေးပြီးဖြက်လန်းကိုညွှန်လိုက်ပါတယ်ကိုတုတ်ကိုတမီးဖြစ်သူကဘာပြပြတိုက်ကြည့်ကျင်နေဆိုလို့ဝင်လိုက်တဲ့ခါမှာကန်ဆိုးစွာနေပဲစစ်သားဘာပြအကြောင်းဖြစ်နေလို့အမြန်ပြန်ထွက်လာလိုက်ရပါတယ် ပြတိုက်ရှိကကိုတိုကားကုန်မြင်းနဲ့အောင်တိုးတို့ညီအကိုကကားရင်ဂျင်ကိုတစသီလုပ်ပြီးခရီးဆက်လာပါတယ်။ကားပြက်သွားတာနဲ့ပဲမရှိရှိတဲ့ပြတိုက်ကဟစ်တလာရဲ့ကားကိုခိုးလာခဲ့တယ်။မိဖြူတို့နှစ်ယောက်လည်းရှင်ရောင်းတဲ့မျိုးသမီးညှို့နဲ့လမ်းတိုင်းသွားပါတယ်။စိုးမိုးတို့ရဟန့်ရင်နဲ့လာနေတော့ကောင်မလေးကသူ့ဤစားကိုလမ်းကြုံဝင်နှုတ်ဆက်ခြင်းနဲ့ဆိုလို့စိုးမိုးလည်းသဘောတူလိုက်ပါတယ်။ကန်စိုးကျွန်တော်ဤစားကအိမ်မှာတခြားကောင်မလေးနဲ့ဖောက်ပြန်နေတာမိသွားတဲ့အတွက်ကြောင့်မို့လို့ရဟန့်ရင်နဲ့ပညာပေးလိုက်ပါတယ်။ ရေးစားကားပေါ်ကိုအပေါ်ကနေပစ္စည်းတွေနဲ့ပစ်ပေါက်ပြီးကားနဲ့ထွက်ပြေးတဲ့နောက်ကိုလည်းရဟတ်ရင်နဲ့လိုက်တိုက်ပါတယ်။ဒဲကြီးမဲကြီးပညာလိုက်ပေးနေရင်စီကုံသွားပြီးရဲလေသူတို့နောက်ကလိုက်နေလို့ရေးစားကိုကားထဲကနေမောင်းထုတ်ပြီးကားနဲ့ဆက်ပြေးဖို့လုပ်ပါတယ်။စိုးမိုးလဲကြောက်တာနဲ့ကားနဲ့တက်လိုက်လာခဲ့ပါတယ်။မုံမြင့်ဟာကနာယာတဲကခက်ခက်ခဲခဲထွက်လာပြီးလမ်းဘေးမှာရေးတောက်နေတော့ခီးတဲ့နေကားတစ်စီးနဲ့တွေ့ပါတယ်။အင်တာထဲမှာဝဲလျှော့နေတဲ့ဒရိုက်ဘာစီကဝဲဆောင်နေလိန်တောင်းပြီးတော့ဒရိုက်ဘာဖြစ်နေခီးဆက်ပါတယ်။ကလေးတွေလာလှုပ်မှမင်းနိုင်ကနိုးပြီး ပြိုင်ပွဲဝင်ဖို့ပြေးလာရင်ကားတိုက်ခံလိုက်ရပါတယ်ကားသမားကအမှုပတ်မှာဆုတ်လို့တူသွားမဲ့လမ်းတွေပါတူနေလို့မင်းနိုင်ကိုခေါ်ပြီးခရီးဆက်ဖို့လုပ်ပါတယ်ပတ်ဆံစီကိုအမြန်ရအောင်အောင်တိုးတို့နှစ်ယောက်တော့ပွားပြီးတော့လူခွဲသွားဖို့လုပ်ပေးမယ်တော့ပွားတဲ့လူကမူရင်းတော့ကိုယူပြီးသူတို့ကိုပွားထားတာတွေပေးလိုက်လို့ဒေါပွားပြီးတော့နောက်ကလိုက်ဖမ်းရပါတယ်။မိဖြူတို့ရှင်ရောင်းတဲ့မျိုးသမီးညွန်နဲ့တိုင်းသွားရင်လည်းရောက်သေးကြပြီးနားကားသွားပါတယ်။မင်းနိုင်ကိုခေါ်သွားတဲ့ကားဆရာကြီးကနှလုံးသိပြီးစိတ်ယုံကိုပို့ပေးရမှာပါ။လမ်းမှာမင်းနိုင်ကိုပြကျင်လာရောအခန်းထဲမှာ၃နိုင်လောက်နေရလို့နှလုံးလေးမိုးနေမယ်ဆိုပြီး ဖွင့်လိုက်ရင်းနဲ့အေးပုံးတဲ့ကနေထွက်ကြလာတယ်။တော်တခိုးကမိုးပြန်ဘူးပေါင်းနဲ့ပြန်တက်သွားဖို့အောင်တိုးတို့လည်းကျိုးကိုဆွဲပြီးတက်ဖို့လုပ်ပါတယ်။ခက်ခက်ခဲခဲနဲ့တော့ကိုယူပြီးညီကိုနှစ်ယောက်လုံးရေထဲကိုပြုတ်ကျသွားကြပါတယ်။မိုးမြင့်နွားပြန်ကြီးကိုရှောင်းရင်ကားပင်းပေါက်သွားလို့ဆင်းလဲဖို့လုပ်ပါတယ်။ကားထဲကစေနာရှင်ခရီးတဲ့အမျိုးသမီးတွေကကူညီချင်းစောနဲ့ပေယာပင်းကိုယူလာပေးမယ်။မိုးမြင့်စီမရောက်ပဲလမ်းတိုင်းလိမ့်သွားလို့ကားကြီးပါတုံလုံးလဲသွားပါတယ်။ကိုတုတ်တို့လည်းဟစ်လာကားထဲကပစ္စည်းတွေကိုလိုက်စမ်းတိုင်ရင်မိကျစ်တွေ့လို့ချစ်ကြည့်လိုက်တာလက်ကလေးကိုမိပူသွားပါတယ်။မိပူသွားတဲ့လက်ကလေးကိုထောင်ပြီးတော့ကားပြင်ထုတ်ပြီးလေတလက်ခံပါတယ်။ ဒါကိုဘေးကဆိုင်ကယ်သမားကသူ့ကိုဆဲတယ်ဆိုပြီးအပေါင်းပါတွေကိုအချက်ပြလိုက်လို့ဆိုင်ကယ်သမားတွေကကိုတုတ်ကိုတုံးနဲ့ဝိုင်းရိုက်ကြပါတယ်။ပတ်စံနေစီဘသူရင်ရောက်မလဲသိရအောင်မယ်။တတိကရှေ့နေကိုအဲ့ဒီမျိုးစီလွတ်လိုက်ပါတယ်။ရှေ့နေကမျိုးကနမဲအကြီးဆုံးရွှေကြာကိုငှားပြီးဘယ်ဆေးရှိလဲလောင်းစားလုပ်ပါတယ်။မင်းနဲ့နှလုံးပြန်တွေ့လို့အိတ်သေးထဲပြီးကားပြင်ကိုလွတ်ထွက်သွားလို့ကားရပ်ပြီးလိုက်ရှာကြပါတယ်။ကန်ဆိုးကျင်တော့နှလုံးကခွေးကြိုက်ခံရပြီးအပေါက်တွေဖြစ်ကုန်လို့ကားဆရာကြီးကမင်းနဲ့နှလုံးကိုအစားထုတ်ဖို့လုပ်ပါတယ်။ မင်းနိုင်လဲပတ်စံမရခင်ရေဝေးရောက်နေမှာဆိုလို့လာနေတဲ့ရထားပေါ်ဂုံတက်ပြီးလိုက်သွားရပါတယ်မိဖြူတို့တားမိခရီးဝေးကြီးကနေလျှောက်လာပြီးတဏျာရောက်တော့ကမ္ဘာမြန်ဆုံးရင်ပြပွဲနဲ့တွေ့ပါတယ်ဒုံးပြပညာရှင်ကဒီရင်ကြောင်းမိတ်ဆက်နေတော့မိဖြူတို့တားမိကရင်ကိုခိုးမောင်းသွားကြပါတယ်ဆူမိုးတို့ကားပြတ်သွားလို့ဆက်စရာနဲ့ပြေးနေတော့အနာကမိဖြူတို့ယင်ဖြတ်သွားပါတယ်ဒီယင်ကတနအိကိုမိုင်းခွန်ရကျော်သွားနိုင်လို့တော်တော်လေးခီးရောက်ပြီးယင်ပေါ်ကဆင်းတော့မတ်တက်တော့မရက်နိုင်ပါဘူးကိုတို့လည်းမိမနဲ့ကလေးတွေကိုဒီအကြောင်းမှန်တိုင်းဝင်ခံတော့မိသားစုကတညင်တညွတ်တဲ့ကန့်ကွက်ကြပါတယ် ဘယ်သူမှမကြိုက်ကြိုက်သွားမယ်ဆိုပြီးမိသားစုဝင်နဲ့တောက်မဲ့အေးအေးထဲကိုအိတ်ဆေးတွေထည့်ပြီးခီးဆက်လာပါတယ်။မိုးမြင့်ကားပြက်လို့ဘူနေရနေကြတဲ့ခီးတဲ့အမျိုးသမီးတွေကပြဿနာရှာလို့သူတို့လက်ကလွတ်အောင်ထွက်ပြေးရင်းနဲ့မြင်းတကောင်နဲ့တွေ့ပါတယ်။အောင်တို့တို့ညီကိုကားနဲ့တွိုင်းလမ်းမှာတွေ့တဲ့ကားတဲ့ကအမျိုးသမီးကိုကြည့်ပြီးလမ်းချော်သွားပါတယ်။ကားပြန်ပွဲတွေရောက်သွားလို့တက်ကြိတ်မခံရလို့အမြန်ပြေးပြီးပြန်ပွဲကကားတစ်စီးကိုပါခိုးလာခဲ့ပါတယ်။မင်းနဲ့ဟာယထာဘောကခလေးကိုမြှူရင်းနဲ့တော့ကိုကစားဖို့ပေးလိုက်ပါတယ်။ဘူတာရောက်ခံနီးမှုခလေးစီကတော့ပြန်နှိုက်နေတာမြင်တဲ့ခလေးမီးပေါတွေကခလေးတခုလို့တင်သွားပါတယ်။ ဒီလိုနဲ့အကုန်လုံးက safer cities တွေကိုရောက်လာကြပြီးပတ်စံရှိတဲ့စီကိုပြေးလာကြပါတယ်။ဒါပေမဲ့အရင်ဆုံးရောက်တာကမင်းနိုင်ဖြစ်လို့မင်းနိုင်ဘက်ကလောင်းတဲ့လူတွေပြောနေကြပါတယ်။တန်ဆိုးကျင်တော့တော်ထိုးဖွင့်ရင်အိပ်ပျော်သွားပြန်ပါတယ်။နောက်မှရောက်လာတဲ့လူအုပ်ကြီးကအလူရက်နဲ့လော်ကာကိုဖွက်လိုက်ပြီးမယ်။အထဲမှာဘာမှရှိမနေပါဘူး။ပတ်စံတို့ကိုမနေ့ကလောင်းကစားလုပ်ဖို့ခေါ်လိုက်တဲ့အပျော်မဲခိုးသွားတာဖြစ်ပြီးရှေ့နေကိုပါမြူဆွဲလို့နှစ်ယောက်ပေါင်းပြီးခိုးပြေးကြပါတယ်။ပတ်စံတို့ပါသွားတဲ့ကားပေါ်ကိုနွားပြန်ကြီးပြုတ်ကြလာပြီးတော့ပြင်ဆရာကပတ်စံကိုမိုးပြန်ပူပေါင်းနဲ့ခြီးလိုက်ပါတယ် တထေးတွေလည်းပတ်စံဘသူရလဲသိရအောင်လေရင်နဲ့ server cd ကိုလိုက်သွားရပါတော့တယ်စူမိုးတို့တစ်ပွဲလုံးပတ်စံတုံးတော့လိုက်ရင်စင်မြင့်ပေါ်ရောက်သွားပါလိမိပါမဲ့ကလေးတွေအတွက်ရေပုံငွေရှားတဲ့ပွဲဖြစ်ပြီးသူတို့ကိုအလူရှင်တယ်လို့ထင်သွားပါတယ်ပထမတော့အလူရှင်မဟုတ်ဘူးဆိုပြီးရှင်းပြဖို့လုပ်ပေးမယ်။နောက်တော့မိဘမဲ့ကလေးတွေကိုမြင်ပြီးတနာသွားပါလေ။သူတို့အကုန်လုံးကကိုယူထားတဲ့ပတ်စံတွေကိုရံပုံငွေနဲ့ထည့်လူလိုက်ပါလေ။ပတ်စံဘသူရလဲသိကျင်တဲ့တထေးတွေပါပွဲစီကိုရောက်လာတော့ကိုတို့ကတထေးတွေကိုပါစင်ပေါ်ကနေအလူလန်းခံလိုက်ပါလေ အောက်ကလူတွေလဲဝိုင်းလက်ခုတ်တီးနေတာနဲ့မငင်းတာတော့ပဲမချီပြောင်းကြည့်နဲ့ပတ်စံတွေထုတ်လူလိုက်ရပြီဇလန်းလေးလဲပြီးဆုံးသွားပါတယ်ကဲလူကြီးမင်းတို့လဲမုံမမြင်လင်းမမြင်ပတ်စံတော့မလိုက်ဖဲနဲ့လင်းနောက်သာချိန်မီလိုက်ဖို့အကြံပေးကြပါတယ်အဆုံးထိကြည်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်